ဗမာနိုင်ငံအသေးသေးမှာဆေးအရတက်မနေချိန်တရုတ်နိုင်ငံကဆေးပြပွဲတစ်ခုကိုပြုလုပ်သွားမယ်လို့ထုတ်ပြန်လာပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နှစ်80ပြည့်အထိမ်းအမှတ်ဖြစ်ဆေးပြပွဲကိုလာမယ့်စက်တင်ဘာလမှာလှုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ TMA ရင်မြန်မာလှုပ်ဆောင်မဲ့ဆေးပြပွဲကိုတရုတ်ရဲ့စစ်ဘက်ဆိုင်ရာထိတ်တဲအရာရှိတွေအားလုံးတက်ရောက်မှာဖြစ်တယ်လို့တရုတ်စစ်တပ်ကဆိုပါတယ်။အဲ့ဒီဆေးပြပွဲမှာမြေပြင်တပ်ဖွဲ့တွေခြေတက်တာ လေတဲတိုက်လေရင်တွေပြန်တန်းပြတ်သားတာတန်ချက်ကကားတွေမောင်းနေပြတ်သားတာပြင်နိပညာမြင့်တိုက်ခိုက်ရေးကရိယာတွေကိုပါထဲသွင်းပြတ်သားသွားမှာဖြစ်တယ်လို့သိရပါတယ်တရုတ်ရဲ့စစ်ရေးပြပွဲကိုရုရှားသမ္မတပူတင်မှတက်ရောက်ဖို့လဲရှိနေတယ်လို့သိရပါတယ်တရုတ်စစ်တပ်ရဲ့တာဝန်ရှိသူဝူဇူကီကတော့အဲ့ဒီစစ်ရေးပြပွဲမှာဘာရီကိုပြတ်သားမယ်ဆိုတာမတတ်မရသေးပေမဲ့တေကြတာကတရုတ်နိုင်ငံထုတ်မောင်းသူမဲ့စနေရင်တွေ AI နိပညာသုံးဆက်လက်နဲ့ပစ္စည်းတွေပါပါဝင်မယ်လို့ဆိုပါတယ် တရုတ်နိုင်ငံရဲ့အဓိကပြိုင်ပွဲဖြစ်တဲ့အမေရိကန်နိုင်ငံဟာလည်းမကြမ်းမီရပ်ပိုင်းအတွင်းကပဲကြီးကြေခံရတဲ့စီးပြအခမ်းအနားတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်ရှင်။